ီးပေါအောင်လို့ကျင်းနေထိုင်းနိုင်ငံမှာခုလိုတနာဝင်အားရထားနဲ့တိုင်ပြီးအဖြစ်ဆိုးခင်ရတဲ့မြန်မာနိုင်ငံကမုံမျိုးသမီးလေးပတ်ဖြူဖြူမြန်မာပြည်မှာကြံခဲ့တဲ့မိဘတွေကိုလှုပ်ကျွေးခြင်းလို့ထိုင်းနိုင်ငံမှာလှုပ်လို့ရင်းမထင်မတဲ့ပုံစံလေးနဲ့ခြေကွဲဝမ်းတဲ့ဘွေဟာအသက်ဆုံးရှုံးသွားရတာကအသက်28နှစ်ရွယ်မြန်မာမျိုးသမီးလေးမတ်ဖြူဖြူပါမတ်ဖြူဖြူဟာထိုင်းနိုင်ငံမှာကားနဲ့ရထားလမ်းကိုဖျက်ကူးစဉ်ရထားကိုကြောက်လို့ကားပေါ်ကဆင်းပြေးမှမလွတ်မြောက်နိုင်တော့ဘဲနဲ့ရထားချိတ်ကအသက်ဆုံးရှုံးသွားခဲ့ရတာပါ ဒီလိုမျိုးသက်ဆုံးရှုံးသွားတဲ့အမျိုးသမီးကတော့မြန်မာနိုင်ငံမွန်ပြည်နယ်ပင့ကြီးရွာကဖြစ်တယ်လို့လည်းသိရတာပါမဖြစ်ဘူးဟာပင့ကြီးရွာနေထိုင်စဉ်အလုတ်ကင်ရှားပါတာကြောင့်ထိုင်းနိုင်ငံကိုတွားရောက်အလုတ်လုတ်ကင်ရင်းနဲ့အဖြစ်ဆိုးခဲ့ရရှာတာပါအောင်းငင်းသိကြတဲ့အတိုင်းမြန်မာမှာအလုတ်ကင်ရှားပါလာတဲ့အခါမှာထွက်ပေါက်နေနေစီးပွားရှာဖို့လူငယ်တော်တော်များများဟာနိုင်ငံသားကိုအလုတ်ထွက်လို့ရပါတယ်ဒီလိုနိုင်ငံသားကိုအလုတ်သွားလုပ်ကြတဲ့နေရာမှာတရားဝင်သွားတာနဲ့ခိုးသွားတာဆိုပြီးတော့နှစ်မျိုးရှိပါတယ်တရားဝင်ဆိုရင်ပွင့်စားတွေကလည်းတစ်စင်းထိုင်းတို့မလေးရှားတို့ကို တောတောင်ရှုံမြောင်တွေကိုဖြတ်ခါသွားကြတာပါဒီကြားထဲမှာပင်မနဲ့တံကိုမခံနိုင်လို့အသက်ဆုံးရှုံးသွားတာတွေလည်းရှိပါတယ်နိုင်ငံသားကိုရောက်ပြန်တော့လဲတရားမဝင်အောက်လန်းကလာရင်မြန်မာလူ့သမားတွေဟာခိုးချောင်ခိုးဝဲနဲ့အလုလုရပါတယ်အခမ်းမတည့်ရင်ရဲဖမ်းခံရနိုင်သလိုလုပ်ငန်းဝင်မတော်ဆမှုတွေနဲ့တူတခြားသောအခြေအနေတွေကြောင့်အသက်ဆုံးရှုံးရကမြန်မာနိုင်ငံကိုပြန်မလာနိုင်တော့တဲ့လူတွေလည်းအများကြီးပါပဲခိုးကမှလည်းမိဘနှစ်ပါးကိုချမ်းသာစွာထားကြလို့ထိုင်းနိုင်ငံမှာအလုလုနေတဲ့ မွန်ပြည်နယ်ငပရွာကမဖြူရွာကရထားချိတ်ခံရကအသက်ဆုံးရှုံးခဲ့ရတာပါဖြစ်စဉ်ကတော့တရင်နေနဲ့၈နာရီကျော်ခန့်ချိန်ထိုင်းနိုင်ငံစမတ်စခွန်ခေမှာဖြစ်ပွားခဲ့တာဖြစ်ပါရင်ဖြစ်စဉ်တိကျကိုပြောရမယ်ဆိုရင်ညဆိုင်အလုတ်ဆင်းပြီးပြန်လာတဲ့မြမလူမျိုးဆက်ယုံအလုတ်သမားမျိုးသမီး၆ယောက်ကိုတင်ဆောင်လာတဲ့မော်တော်ယာဉ်ဆောင်ကိုပြန်ပို့ခဲ့တာဖြစ်ပါရင်ဒီလိုအချိန်မှာရေမောင်းရဲ့မစင်မချင်းတတိလက်လွတ်စွာမောင်းနှင်မှုနဲ့တူရထားဟာနေတဲ့တန်လန်းကိုအနီးကပ်ဖြတ်မောင်းခဲ့တာပါ ဒီလိုနေကက်စွာမောင်းနှင်မှုတွေကြောင့်ကားပေါ်မှာပါလာတဲ့မြန်မာလူမျိုးအလို့သမားမျိုးသမီးတွေဟာကားပေါ်ကနေခုံချထွက်ပြေးခဲ့ရပါတယ်ဒီလိုခုံချလို့ရင်အမျိုးသမီးတွေတော်တော်များများလွတ်မြောက်သွားတာပါဒါပေမဲ့လည်းအသက်28နှစ်ရွယ်မက်ဖြူဖြူကတော့ကန်ဆိုးစွာနဲ့ပဲရထားလမ်းမှာကြာကရထားလာတာကိုရှောင်တိန်ချိန်မရလိုက်ပါဘူးဒါကြောင့်လည်းမက်ဖြူဖြူကရထားချိန်ခံရကပွဲချင်းပြီးအသက်ဆုံးရှုံးကွယ်လွန်သွားခဲ့ရတာပါဒီဖြစ်စင်မှာတော့လူတွေကမစင်မချင်းမောင်းနေထိုင်းလူမျိုးကားသမားတွေကိုပြစ်တင်ထားပါတယ်။မက်ဖြူဖြူပါဝင်အလို့သမားတို့ချို့ကလည်းကားပေါ်မှာထိုင်နေလိုက်ရင်တော့ အသက်ဘေးကလွတ်နိုင်ပေမယ့်ကြောင်းအားလန်အားနဲ့ခုံချပြီးမှအသက်28နှစ်ရွယ်မက်ဖြူဖြူတယောက်အသက်ဆုံးရှုံးသွားနေရတာပေါ့ဒါကြောင့်လည်းခုဆိုရင်မိဘတွေကိုလုံခြုံဖို့ထိုင်းနိုင်ငံကိုတွားရောက်အလုံးလုံးကင်နေတဲ့မက်ဖြူဖြူတယောက်ကတော့မြန်မာနိုင်ငံကိုပြန်မလာနိုင်ရှာတော့ပါဘူးမွန်ပြည်နယ်ငပကြီးရွာမှာနေတဲ့မက်ဖြူဖြူရဲ့မိဘနှစ်ပါးဟာလုံခြုံနေတဲ့တမီးလိမ္မာလေးရဲ့နောက်ဆုံးဇာပနာကိုမြင်တွေ့ခွင့်မရနိုင်ရှာတာပဲဖြစ်ပါတယ်ဒါပြင်မက်ဖြူဖြူဟာ လုပ်ငန်းခွင်မှာမဟုတ်ပဲလမ်းမှာအသက်ဆုံးရှုံးသွားတာမို့လို့ညော်ချင်းဝင်လည်းမရဘူးလို့သိရတာပါဒီလိုဖြစ်ရကနေပြီးသင်္ကန်းစာယူနိုင်တာကတော့ကားသမားတွေအနေနဲ့လည်းကိုယ့်ရဲ့မစင်မချင်းမောင်းနေမှုကနေလူတစ်ဖက်သားဘဝပြတ်သွားနိုင်နေဆိုတာပါပဲမြန်မာလူသမားတွေအနေနဲ့တိုင်းတစ်ပါးမှာအလုပ်လုပ်တဲ့အခါမှာအဆဆာရန်ရန်စားသတိသွားသတိလာသတိနဲ့နေထိုင်ဖို့လိုပါတယ်ဒီဗီဒီယိုလင့်ကိုကြည့်နေကြတဲ့ပရိသတ်တွေကရောထိုင်းနိုင်ငံမှာမထင်မှတ်ဘဲနဲ့အဖြစ်ဆိုးခဲ့ရတဲ့မဖြစ်ဖြစ်ပေါ်မှာမိမိရဲ့အမြင်လေးကိုလည်းပြောသွားကြပါအောင်ရှင်